pride ကကယ်ဆယ်ရေးအဖွဲ့တွေရောဒါအပြင်ပပြပရောက်လာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေရောဒါတော်တော်လေးကိုကျေးဇူးတင်ပါတယ်။ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးနေ့ရောညရောပေါ့နော်ဒီလိုရှာဖွေပေးကြတယ်။ဟိုတိလေးတွေကလည်းသူတို့လည်းတရတ်တာအပါဝင်ကြတယ်ပေါ့နော်။သူတို့ဆိုလည်းဒီရာသီဥတုဒဏ်ကတော်တော်ပူတာလေကျွန်တော်တိုက်ကြိုတက်ပြက်ကြဒါပေမဲ့လည်းဘလိုပဲပြောပြောသူတို့လေးတွေရောအကုန်လုံးပူပေါင်းပါဝင်တဲ့အတွက်ကြောင့်မလို့အသက်ဟိုနိုင်ပေါင်းယောက်များစွာပြိနေတဲ့လူတွေတောင်မှအသက်ရှင်လေးရပေါ့နော်ကဲထုတ်နိုင်ခဲ့တယ်အဲအဲ့တော့ကြောင့်မလို့အတိုင်းမသိဝမ်းသာပါပေါ့နော် ပြီးတော့ဒါသူတို့ကိုကုညီခွင့်ရတယ်အတွက်ကြောင့်မလို့ဝမ်းသာပါတယ်ဒီမှာဘလို့ဘလို့ပဲပြောပြောပေါ့နော်ဟိုကအဲ့ထိမသွားနိုင်တဲ့အခါမှာဒီအလူငွေအလူငွေပေါ့နော်ကောက်ခံတဲ့အခါမှာကိုတွေဒီမှာလာပြီးတော့လှူအားနေနဲ့ပါဝင်ကုညီခွင့်ရတဲ့အတွက်ကြောင့်မလို့ဝမ်းသာတာပေါ့ဟုတ်စစလောက်ကျင်တော့ကတော့ ပါပေါ့နော်ကို့အဖေနဲ့ကို့သမီးကိုအူဆုံးဖုန်းဆက်တာပေါ့နော်ဒါမဲ့အဆက်အသွယ်မရဘူးပေါ့အဲ့မှာလည်း line နေပြတ်တယ်ဆိုတော့အဲမန်လေးမှာလောက်ထိပြတ်သွားမယ်မန်လို့တော့မသိဘူးပေါ့ရန်ကုန်မှာတော့ထိကြိုက်နေပါတယ်ဒါမဲ့မတော်ကလည်းထက်မြက်မှနေရဆိုတော့စိတ်ပူတာပေါ့နော်စိတ်ပူတော့တမီးကိုဆက်တာပေါ့ဒါပေမဲ့တို့လည်းစင်ပြေးပါတယ်ပေါ့နော်အဲနောက်ဆုံးတော့တို့နဲ့အမအကြရှုတယ်မှာရောက်နေရအောင်အဲဒါကြောင့်တို့ကကြအိမ်မှာအဲအဲဆိုတော့ပြီးတော့ပြီးမှမန္တလေးက ကိုအိမ်ပြန်ရောက်တော့မှလိုင်းလေးပိုင်းပြန်တဲ့ခါမှလေးမှတော်တော်စိုးရတယ်ဆိုတာသိရဲ့ကိုအဒီမိတ်ဆွေတွေကိုတော့ကိုကမက်ဆန်ဂျာကနေပြီးတော့တပြောလာတာပေါ့နော်ဖုန်းလိုင်းတွေကလည်းမရဘူးကိုအဲ့လိုမျိုးသူတို့လည်းအမအတိထဲမှာတော့တော်သေးတာကအဲ့လိုအိမ်နေပိုင်းလောက်ပဲထိခိုက်ပျက်စီးပြီးတော့လူအန်ရယ်တွေတော့ဘာမှမဖြစ်ကြဘူးပေါ့နော်အဲ့ဒါကိုပဲကိုကကျေးဇူးတင်ရမှာပေါ့ဟုတ်ဟုတ်ဒါကတော့လေဖြစ်သွားတာကအဲလူတန်းစားမရွေးပေါ့နော်ချမ်းသာတာရောဆင်းရဲတာရော မရှိဘူးအကုန်လုံးကဒီ တပြေးညီပဲတဘာဝဘေးကိုခံစားလိုက်ရတယ်ဘသူမှလည်းကြုံတင်ပြီးတော့လည်းမသိနိုင်ဘူးကြုံတင်ပြင်ဆင်ခြင်းလည်းမရဘူးပေါ့အဲ့ဒီအတွက်ကြောင့်မလို့ဟိုတချို့တွေဆိုလို့ရှိရင်သူတို့တာဟိုဘယ်လိုပြောမလဲကွယ်လွန်သွားတယ်ပေါ့နော်တည်ဆုံသွားတဲ့အချိန်မှာသူတို့တည်လို့တည်မနှောင်သိမှာမဟုတ်ဘူးလေနော်ရုတ်တရက်ကြီးကိုမြင်မြန်ဆန်ဆန်တွင်း10မိနစ်5မိနစ်တွင်းမှာဖြစ်သွားတဲ့အတွက်ကြောင့်မလို့ပေါ့ဒီကြံရက်တဲ့မိသားစုဝင်တွေအတွက်ကိုလည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်ပါတယ်အဲပြီးတော့လည်းဒါပေမဲ့လည်းရှေ့ဆက်ရမယ့်အတွက်ကြောင့်မလို့အကုန်လုံးကတော့အားတင်းပြီးတော့ ရှေ့ဆက်ပြီးတော့ဒါဘယ်လိုပြောမလဲခုနကလိုပြန်လဲထူထောင်ရေးတွေလည်းလောက်အောင်မယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေပေါ့အဲ့ဒါအရာအားလုံးအတွက်ကိုဟိုပြန်လဲပြီးတော့ထူထောင်ကြမှာပေါ့လူတိုင်းကဘာဖြစ်လဲဆိုတော့မန္တလေးကလူတွေအဲ့စကိုင်းတို့အဲ့ဘက်ကလူတွေဆိုတော်တော်ပိုဆိုးမှာပေါ့နော်ဒီမှာတော့မှအင်ဂျင်နီယာတို့အနေနဲ့ကအခုဆိုရင်တော့မှလှုပ်နေရပဲထင်တယ်အခုချိန်ထိတော့မှ မိုးတာ哦အဲ့လိုမျိုးပေါ့လောက်သွားတယ်ပြီးတော့ရင်းနေတုံတယ်ဆိုတော့ဟိုမှာဆိုလို့ရှိရင်ကြည့်လိုက်ရင်လုံးဝမျိုးပြတ်တပွဲကြီးဖြစ်နေတာလေနော်ဒီဒါကတော့ကိုကတော့ဘိုင်းပေါ်မှာပဲကြည့်ရတာပေါ့တကယ်မြေပြင်မှာတွေ့ရတဲ့ ဟာဆိုလို့ရှင်ပို့ပြီးတော့တော်တော်လေးကိုခန်းစားနိုင်မှာတော့မဟုတ်ဘူးပေါ့ writer ကယ်ဆယ်ရေးဖွဲ့တွေရောဒါအပြင်ပပြပရောက်လာတဲ့ကယ်ဆယ်ရေးဖွဲ့တွေရောဒါတော်တော်လေးကိုကျေးဇူးတင်ပါတယ်ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးနေ့ရောညရောပေါ့နော်ဒီလိုရှာဖွေပေးကြတယ်ဟိုတိလေးတွေကလည်းသူတို့လည်းတရက်တာအပါဝင်ကြတယ်ပေါ့နော်သူတို့ဆိုလည်းဒီရာတီဥဒ္ဒံကတော်တော်မူတာလေကျွန်တော်တိုက်ကြတက်ပြက်ကြဒါပေမဲ့လည်းဘလိုပဲပြောပြော သူတို့လေးတွေရောအကုန်လုံးပူပေါင်းပါဝင်တဲ့အတွက်ကြောင့်မလို့အသက်ဟိုနိုင်ပေါင်းယောက်များစွာပြိနေတဲ့လူတွေတောင်မှအသက်ရှင်လျက်ပေါ့နော်ကဲထုတ်နိုင်ခဲ့တယ်။အဲအဲ့တော့ကြောင့်မလို့အတိုင်းမသိဝမ်းသာပါပေါ့နော်။ပြီးလို့ရှိရင်လည်းရှင့်များရှင့်ရဲ့အုံမလားတောက်ခံနိုင်အုံမလားပေါ့။အဲ့လိုမျိုးလေးတွေထက်ထွေးမဲ့တည်င်းတွေပဲကြားချင်ပါရဲ့ရှင်။ဟုတ်လား။ဖြစ်သွားတဲ့ငလင်းနဲ့ပတ်သက်ပြီးအကုန်လုံးကတော့စိတ်ထိခိုက်ကြေကွဲနေကြမှာပဲပေါ့နော်။ဒါကတော့ဘလို့မဟုတ်ဟိုနှစ်သိမ့်ပေးလို့ပဲရမယ်။အဲဘလောက်ထိဒီပူးဆွေးတော့ကရောက်နေရမလဲဆိုတော့နှိုင်းရှင်လို့တောင်မရပါဘူး။ အဲ့ဒီအတွက်ကြောင့်ဒါပေမဲ့လည်းရှစ်ဆက်ရမယ့်ဟာတွေရှိသေးတဲ့အတွက်ကြောင့်မလို့ဟိုအားမငယ်ကြပါနဲ့ပေါ့ရှင်အားမငယ်ပါအားမငယ်ပါနဲ့ဒါပြန်လဲထူထောင်ရေးလည်းပြန်လှုပ်ပြီးတော့ပဲလူဘွားဆိုတော့လည်းရှေ့ကိုဒီလိုပဲဆက်သွားမှာပဲပေါ့နော်အဲပြီးတော့လည်းအခုဒီပျက်စီးသွားတဲ့ကြားထဲကနေပြီးတော့ကဲထုတ်နေတဲ့ဒါမှာအသက်ရှင်ရဲ့ကျန်တဲ့လူတွေလည်းအများကြီးရှာဖွေတွေ့ရှိကြပါစေလို့ပဲဆုတောင်းပါတယ်ပြီးတော့ဒီကက်ဆိုကြီးကနေပြီးတော့လည်းထပ်မဖြစ်ပါစေနဲ့ပေါ့နော်ဟိုထပ်မဖြစ်ပါနဲ့ကက်ဆိုကက်ဆိုရန်နေပြီးတော့လည်း မကြောက်ရောက်ကြပါစေနဲ့လို့ပဲဆုတောင်းပါရရှင်နောက်နောက်ပေါ့ဟုတ်